ောင်းကြီးတစောင်းနိုင်ဘွဲရဲ့ဒါထူးခြားချက်ကိုပြမယ်နော်အဲကျွန်တော်ဒါအဲညူတွေရောမိုးတွေရောပေါ့ဗျာအစုံပဲဒါပြိတက်ပြိတက်ပြိတက်တွေရှိသေးရယ်နော်ဒီမှာအဲတချို့တို့ဒီမှာဆိုင်ထဲမှာထိုင်ပြီးတော့စောင့်နေသေးရဲ့ပြိတက်တွေလည်းရှိတယ်နော်အာဒီမှာဒီမှာဒါပြိတက်တွေကဒါရာသီဥတုပြန်ကောင်းလို့ရှင်မိဘုံလွင့်လို့လင်ညာစောင့်နေကြတာနော် စတစ်ထိုးလို့မှရာသီဥတုကျွန်တော်တို့တကူလိုပုံစံမှာဖြစ်နေမယ်ဆိုလို့ရှင်တော့ဒါမီးဘုံဆက်ပြီးတော့မလွင်တော့ဘူးပေါ့နော်အဲကျွန်တော်တို့ရှေ့မှာကျွန်တော်တို့ဒီမီးကြီးတလုံးလွင်နေရပေါ့နော်အဲကျွန်တော်တို့အပေါ်တော့တက်သွားတယ်ဒါပေမဲ့တိမ်နေနေကြားမှာပျောက်သွားပြီးတော့အဲကျွန်တော်တို့ဒီမီးကြီးတွေရဲ့မီးပန်းတွေအလောက်မတွေ့လိုက်ရအောင်ပေါ့နော်အဲဒါကြောင့်ထပ်ပြီးတော့မလွတ်တာပါလို့ဒါကတော့ပြိတက်တွေပေါ့ဟုတ်ကဲ့ဟုတ်ပါမှာလည်းအများကြီးရှိနေတယ်ပွဲကြီးစင်ထဲမှာလည်းအတီးတီးအဲနားခိုးပြီးတော့ ရာသူတို့ကောင်းလို့ရှိရင်ကြည်ကြမဲ့ပြည်သက်တွေရှိသေးရနော်ကျွန်တော်ဟိုဘက်မှာကြီးလဲရှိပါသေးတယ်အခုဒီမှာနောက်ထပ်လာတဲ့ကားတွေကလည်းရာသူတို့ကောင်းရင်ထွက်လွင်ကြမဲ့အဖွဲလူငယ်တွေဖြစ်ပါတယ်လို့စိတ်မကောင်းကြရပါဘူးဒီနေ့တောင်းယူဆောင်နိုင်ရတော့ဟုတ်ပါ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 လာပါနောက်ထပ်တစ်စီးဒါကတော့ကျွန်တော်တို့စိတ်နှပန်အမီလွတ်မဲ့အဖွဲတော့စိတ်မကောင်းကြရပါဒီနေ့ကတော့ဒါကြည့်တဲ့ပြည်သက်တွေအတွက်ကောဒီနေ့ပတ်လုံးစူးစမ်းထားတဲ့မီးစရာတွေအတွက်ပေါ့နော်ဒါစိတ်နှပန်မီးပါ 哎，现在乌鲁面子好嘛那边？能 ချိန်ကတော့ဒါ17ကျော်ဝင်းကျင်ချိန်ဖြစ်ပါတယ်။ကျွန်တော်ရာဒီဥရုစိုးရွားသွားတဲ့အတွက်ဒီနေ့အတွက်တော့ကျွန်တော်တို့မိကြီးပထမဆုံးတစ်လုံးတော့တောင်ပိုင်းလူငယ်ဘွဲကရဲစွန့်ပြိတက်စိတ်ခံစားမှုတက်တောင်အောင်လို့ပြစ်လွန်ပေးခဲ့ပါတယ်။ဒါပေမဲ့လည်းကျွန်တော်တို့မိဘုံပြချာလေးအပေါ်တက်သွားခဲ့ပြီမြို့လေးအရန်ကြာနေတဲ့အတွက်ကျွန်တော်တို့မိဘုံကအပေါ်မှာပဲ ဖျောက်ွယ်သွားခဲ့ပါတယ်။ဒီနှစ်ပတ်လုံးဂျူပန်လှုပ်ဆောင်ထားတဲ့အရာလေးတစ်ခုကကျွန်တော်ချိုးလို့ရတယ်။ကြောက်ဆုံးရှုံးဖြစ်သွားတယ်ပေါ့နော်။မီဝုံရဲ့ဤဆရာတွေနဲ့ကြီးစုရဲ့ပြည်သက်တွေအတွက်စိတ်မကောင်းစရာပါပဲကျွန်တော်တို့ဒါဟာ ဂျာတိဦးချောင်းညာပိုင်းမျိုးမြန်မလွတ်ပြတာဒါဟာဆိုရင်၃ရက်မြောက်နေ့ရှိလာပါပြီ။ဒါကျွန်တော်တို့ရက်တိုးမလားဆိုတာကတော့ဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်။ ကြက်ကြည့်မယ်ဆိုရင်တော့ဟုတ်ကဲ့ခဏပါကြွေးဟဲ့ကျွေးတဲ့သူတို့အာဒီတော့ပါပဲဟုတ်ပါလောင်မိုက်ပြလာပါ ျွန်တော်ဒီညကတော့အဲတုံးရမြောင်နေပေါ့နော်အာမိဖို့မြန်လွတ်တင်လို့မရတဲ့ညာချမ်းနေပါလို့ရှားဒီဦးတို့ဆိုးွားနေရေပေါ့နော်ဒီကလေလေအားကြီးရယ်ကျွန်တော်တို့မျိုးတွေတိမ်တွေဆိုင်းနေတဲ့အတွက်ကျွန်တော်၄ရက်စတလာ2025မှာလည်းမိဘုံပြန်လွှင့်လို့မရဘူးเนาะလွှင့်ဖို့စူးစမ်းရတယ်ပထမအဲမိဘုံတစ်လုံးကတော့ ဒုက္ခပေါ့နော်ပြီးတော့ဖြစ်စီသွားပါတယ်လို့အဲနောက်ထပ်ပွဲတော်ရဲ့တစောင်းနိုင်ညမှာအဲ၃ရက်တူသွားပါတယ်ကိုကတော့ဒါအားလုံးပြန်သွားကြရင်ဖြစ်တဲ့တောင်ကြီးရဲ့အဝေးယာမိဘမြန်ကိုမှဖြစ်ပါတယ်ဒါဒိုင်နီကလုံးဝမိဘမြန်မလွတ်တော့ဘူးလို့ပြောမှာပဲအပရိသတ်တွေတဖြည်းဖြည်းနဲ့ပြန်ကြတာပါနော် ဲဒီလိုမှမဟုတ်လို့ရှိရင်တော့ဒီကွင်းဟာအပြည့်အဲပရိသတ်တွေဆက်လက်အားပေးနေမှာပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့တနအိဝင်းကျင်လောက်တော့ရှိသွားပြီဗောနော်ညပါ